ဆမ်မဲထိုင်းမြန်မာနယ်စပ်ကတိဘောဘူတပ်မတော်ရဲ့စခန်းကိုစစ်ကူပေးဖို့ပို့လိုက်တဲ့တပ်မတော်ရဲ့အင်အား80ကျော်ပါစစ်ကြောင်းဟာဒီနေ့မှပဲ40လောက်စမုံတုံးသွားပြီး30ကတော့တိုင်းတပါးကကျူးကျော်တဲ့ရန်ကိုတိုက်ရခြင်းမဟုတ်ပဲနိုင်ငံသားချင်းချင်းတိုက်ရတာဖြစ်တဲ့အတွက်ကိုဘက်ကပဲသဘောထားကြီးစွာစတင်လျှော့ပေးတော့မယ်လို့ဆုံးဖြတ်ချက်ချခဲ့ကခရင်လက်နက်ကင် KNU တို့စီလက်နက်ချပေးအပ်လိုက်တာဖြစ်ပါတယ် ဟိုဘက်ကညီပိန်းတွေပြောသလိုမျိုးတက်မတော်ကကြောက်လို့တို့အရေးချင်းမရှိလို့တို့အညက်ခံလိုက်တာတို့ဆိုတာကလုံးဝမဟုတ်ပါဘူး။မြင်းသားအောင်ပြောရရင်မဟောတရာဇက်တော်တဲကကလေးငယ်လေးကိုမိခင်နဲ့ဘလူးမကြီးကပြိုင်ဆွဲကြတော့ကလေးငယ်လေးရဲ့ငိုတန်းချောင်းမိခင်အရင်ကတင်းမခံနိုင်တော့ပဲလွတ်ပေးလိုက်ရတဲ့အဖြစ်ပြက်နဲ့တူပါလေ။ရွာတွေကိုမီးရှို့ဘုံကျဲပြီးသူတွေကိုဘလောက်ပဲတက်ဖြတ်တက်ဖြတ်တိုင်းပြည်ပြက်မဲ့အရေးမှာတော့ စိတ်ချမ်းလူချမ်းတက်မတော်သားတွေဟာမကျမ်းနိုင်တော့ပါဘူးဒီလောက်သဘောထားကြီးစွာလက်နက်ချအညံ့ခံခဲ့တဲ့စစ်သားကြီးတွေကမှ KNU လက်နက်ကင်တွေကလက်ကိုကြိုးချီစီတန်းလမ်းလျှောက်ခိုင်းတဲ့မြင်ကွင်းကြီးကတော့ဗျာကျွန်တော်တို့တက်ထောက်ခံသူတွေရဲ့ရင်ထဲကိုချုံရီဘူးတွေလောင်းထဲလိုက်သလိုမျိုးနာကျင်ခံစားရပါတယ်ကြားသိရတဲ့စစ်ရေးသတင်းရတော့အဲ့ဒီစစ်ကြောင်းဟာတေဘောဘူးစကန်ကိုစစ်ကူပေးဖို့လွတ်လိုက်တာ DKBA ဌာနချုပ်နားလေးရောက်တော့ ကရင်တောင်ချမ်းသူတွေကစစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲခြုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်တရမတော်သား40လောက်သေဆုံးခဲ့ရပြီးတိုင်းပြည်အရေးရှိရှုပြီးကြံတက်မတော်သား30ကတော့သဘောထားကြီးစွာလက်နက်ချခဲ့ခြင်းဖြစ်ပါတယ်ဒီလိုစစ်ကိုစစ်နဲ့တူအောင်မတိုက်ပဲမင်းမလို့မင်းမရခြုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်အဲဒီ90ကျော်ပါတက်မတော်စစ်ကြောင်းတစ်ကြောင်းလုံးဟာသူတို့ရဲ့ရင်မှချက်ပန်းနိုင်ဖြစ်တဲ့တိဘောဘူစခန်းကိုမရောက်ရှိတော့ပဲစစ်ကြောင်းတစ်ခုလုံးလည်းပြုတ်သွားခဲ့ရခြင်းဖြစ်ပါတယ် ဒီတော့တက်မတော်ရဲ့ကြံရှိနေသေးတဲ့စခန်းတွေဖြစ်တဲ့ကနယ်လေးမော်ခီထီသေးပလေစခန်းတွေကိုလည်းတက်မတော်ရဲ့ရှေ့လမ်းစဉ်တွေနဲ့အညီစွန့်ခွာမလားထွက်ပြေးမလားအညံ့ခံမလားဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါဖြစ်ပါတော့တယ်ဘုံဝလေးတတွင်အမှန်တွေတင်ဆက်ပေးနေတယ်